့ပေါ့နော်ပုံမှန်တော့စားပွဲတစ်ပွဲဆိုရင်ကျွန်တော်တို့တစ်ပွဲကိုတစ်ထောင်ရောင်းနဲ့ပါစီကတော့900လေးပို့တယ်ခင်းရတော့ကိုယူတဲ့ပုံမှန်မူတည်ပြီးမှဈေးနှုန်းလေးပို့သွားမှာပေါ့နော်အရင်ကဝန်ထမ်းလုပ်ခဲ့ရဆိုတော့သူတို့ရဲ့စိတ်ကိုခံစားတတ်တော့သူတို့စားပြောအောင်လို့ကိုကအဓိကဈေးတက်တက်တရန်နဲ့ကောင်းကောင်းလေးစားစေချင်လို့စင်နာထားပြီးရောင်းပြီးတာအဲကြောင့်ပို့ရောင်းတာမလျားကြီးကိုရောင်းရတယ်ဟုတ်တယ်နေနာမျိုးစလဲရှင်းလိုက်ဒီဆွေးလိုက်အောင်ရောင်းပေါင်းလို့ ။ဟုတ်ပါဘူး။ပါစင်စားလည်းပါတယ်လေ။ဘာလို့တန်လဲတန်တယ်ဆိုတော့မင်းဒီက600ရ။တက်တော့ငါနေတာတခု600ရ။အားလုံးကမှ300ရှာ။ နာမည်ကတော့မန်နေဂျီအောင်လို့ခေါ်ရခြင်းဆိုင်နာမည်ကတော့ရွှေလာရအောင်ခမင်းကျော်ဆိုင်ပါခြင်းဟုတ်ဆက်ဆက်ခြင်းကတော့ခုံလေးစပွဲလေးနှလုံးနဲ့ဟိုပေါ့အိုးလေးလေးတည်တည်လေးလေးပူချက်လေးနဲ့စားခဲ့တာတရက်ကိုတော့ပြင်းပြအတိတ်လောက်တော့ကုန်နေရှင်ဟုတ်တော်ကအရင်ကဝန်ထမ်းလုပ်ခဲ့ရဆိုတော့သူတို့ရဲ့ စိတ်ကိုခံစားတတ်တော့သူတို့စားပြောအောင်လို့ကိုကအဓိကဈေးတက်တက်တရန်နဲ့ကောင်းကောင်းလေးစားသေးတယ်လို့စင်နာထားပြီးရောင်းပြီးတာအဲကြောင့်ပိုရောင်းရတာဓပွဲကိုစိုင်စားတထောင်ပဲကြမယ်ကိုဒီလိုလွတ်ပေါ့မြေဘဲဆန်လေးပါမယ်ဒီအချင်းလေးပါမယ်တထောင်ပဲငပီတောင်းကတော့ငပီတောင်းကဒီကျဲလောက်စားချပေးတာတထောင်ပဲတထောင်ပဲခင်းရဆိုရင်ကျဲဥဆိုတလုံး800ပဲယူပါခင်ရတော့အများဆုံးရှိမှအလုံးစုံ3တောင်ပဲကျန်တာတထောင်ဝန်းကျင်လေးပဲလုပ်ပေးထားဒါကတော့ကျွန်တော်ရဲ့ဆရာပါဟုတ်ဟုတ်ဆရာဒါပြပေးရဟုတ် ူကရင်တော့သမင်းကျော်မှာဆရာကြီးရွှေလရောင်ဆိုရွှေလရွှေလရာဆိုပြီးခွန်ခဲ့တာဒီဆရာတည့်ရလာပြောပြီးတော့မိအနေထားပေါ့ဘလို့ထည့်ရမယ်ဘလို့တခါတည်းကုန်တင်ပြပေးတယ်ဟုတ်အောင်သူ့ရဲ့ဟိုလိုပေါ့တီလက်တီလက်တီနော်တီလက်တီလက်ဒီရောင်းနေပေါ်လဲဒီစားတဲ့လူပေါ့စေတနာထားတယ်အဲ့လိုအဲ့ဒါကြောင့်မသူ့ရဲ့စေတနာအကျိုးပေးတာဟာကျွန်တော်တော့အဲ့ဒါတော့ယုံကြည်တယ်ပေါ့နော် မတရားကြီးကိုရောင်းရတယ်ဟာလေနေနာမျိုးစိလဲရှင်ရလိုက်ဒီဆွေးလိုက်အောင်ရောင်းပေါင်းဆုံးမှာဟာဘာစိနေနာလဲပါတယ်လေဘာလို့တန်လဲတန်တယ်ဆိုတော့ဇာလဲဒီမှာနေပြအမေကတော့စပြောင်းမယ်ဆိုတော့じゃတော့ကျွန်တော်ရဲ့ပေါ့စိတ်ကူးလေးနဲ့ပေါ့အဲညမှာထွက်တဲ့လာမင်းပေါ့အဲရွှေရောင်တန်းအဲအဲ့လိုမျိုးလေးပေးဖြစ်သွား ရောင်းကွာဆိုအိမ်ကအမေပေါ့ဒီဒီလုံကောင်ကိုစဖို့အကြံပေးတာအမေကအကြံပေးတာဒါလေးကဒါလည်းတုံး1500ပေါ့နော်ကြာတယ်ကျသားစီလေးနဲ့လိုက်ရောညီထွေအောင်လို့တပွဲဒါဆိုတော့2500ကျမယ်ကျဲဦးကျော်နဲ့လဲစားခြင်းလဲရရကျဲဦးကျော်နဲ့တပွဲမှ1800ပါဆယ်ဆို2000ပဲကျမှာ မေပေါ့နော်ဟာဟာဟာသူကအရင်ကြံ့ညံပေးရပေါ့ကျွန်တော်အစဝန်ထမ်းလောက်ကထွက်တော့တလားလောက်နားလိုက်တယ်ဘာလောက်အောင်မသိတော့အသမီးထမင်းကျော်လေးရအိမ်စိတ်ဖာဖာဆိုပြီးတော့သူကအကြံ့ညံပေးသူပဲပန်ပိုးอ่ะဒီဘစကားနားထောင်တော့ညင်ရောက်တော့ပေါ့အဲ့ဒါလိုက်မယ်ဆိုငွေရဆိုအဲ့ဒါဘာဖြစ်လို့လဲဘန်တာတဲ့တမိအဲ့လိုမျိုးလာရိုက်တော့စိတ်သားကြသုံးနာ ွာဒါ1000 4000ဒါလေးကတော့စိတ်သားကြပါစိတ်သားအစ်စ်လုံးဝညီစော်လည်းမနိုင်အောင်အာမခံတယ်ဒီထဲမှာအကောင်းဆုံးဆိုဖို့ပဲရွေးပေးထားဒါလေးနဲ့စားမယ်ဆိုတပွဲကို4000ကျမယ်သူကတော့နည်းနည်းသေးပို့တယ်ခါသားတဲ့နဲ့ကွာနဲ့ဒီရစားတာပူဆင့်ပြည့်တယ်ကိုယ့်ရဲ့ကိုယ့်ရဲ့စိတ်တိုင်းကြလည်းရတယ်လွန်ခဲ့တဲ့နှစ်နှစ်လောက်ခဲ့တဲ့အခုချိန်ထိဆက်ဆံရေးလုံးဝမပြောင်းပါဘူးတက်လဲတက်ရပါတယ်နှစ်လဲနှစ်တက်ပါတယ်ဒီပဲပို့တော့ငယ်ကျွန်တော်အားပေးလာပါသူ့ဆရာအတိကျွန်တော်အားပေးလာပါ ။ဒိဋ္ဌာရတော့ကျွန်တော်တို့ဒါမနော်ဟယ်ရီလန်66 B ဈေးတောင်ဘက်ပေါ့မှာပေါ့။နော်စိုက်မုတ်လေးလေးပြပေးထားတယ်။ရွှေလောင်းရအောင်ဆိုညနေမနက်ခင်းကတော့6နာရီနေ7နာရီထိရတယ်။ချက်ဝါပေါ့6နာရီနေ6ခွဲလောက်ထိရတယ်။နေခင်းကတော့ထမင်းဖြူပဲပါဆယ်ပဲရောင်းတာပေါ့နော်။ညနေပါတော့6နာရီနေည7နာရီထိရတယ်။တခါ6ခွဲလောက်လို့ရောက်သွားပေါ့။ဟုတ်။လာစားဖို့လည်းဖိတ်ခေါ်ပါတယ်။ဟုတ်။ဈေးလေးတန်စီရမယ်ကောင်းကောင်းစီရမယ်ဟုတ်ကဲ့ပြုံးနေလဲမြင်ရမယ်မိသားစု ကိုယ်ရင်စားလို့ခံစားစီရမယ်။ဟောလာပါလာပြီးလည်းပါလာပြီးလည်းကျေးဇူးတင်ပါတယ်။လာရတဲ့ကျေးဇူးတင်ပါတယ်။ဟုတ်ပါပါ။ဒီကကြည့်နေတဲ့လူတွေရောပါပြောချင်တယ်။သာသာပို့ထည့်ပေးမယ်ပို့ထည့်ပေးတယ်ထည့်ပေးတယ်မပြောလဲထည့်ပေးတယ်ကျွန်တော်ကဝန်ထမ်းဆိုပို့ထည့်ပေးတယ်ဟုတ်တယ်ဟုတ်တယ်ခံစားအိတ်ခံစားချက်ကြောင့်မို့သာထလောက်တာဟုတ်တယ်